ရခိုင်ပြည်နယ်စစ်တွေမြို့မှာစစ်ကောင်မရှင်နဲ့အာရခတပ်တော် A တို့လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေတယ်လို့သိရပါဗျ။အော်တိုဘာလ26ရက်နေ့ကနေအော်တိုဘာ28ရက်မနက်ပိုင်းထိလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်တပ်ဘက်ကပုံနှကြွန်ပေါက်တော့နဲ့ရသေးတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတာအခု AA ကပါပြန်ပစ်တယ်လို့စစ်တွေရှိသတင်းရင်းမြစ်က ERI Times ကိုပြောပါဗျ။ အေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးချို့မှာစစ်တွေဒေသကုကဲမှုဆိုင်ရာဌာနချုပ်ဒါကစအတွင်ကြားရောက်ပောက်ွဲပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင် ချို့တေဆုံးကစစ်ကောင်မရှင်ကလက်နက်ကြီး drone ဘုံတွေတုံးပြီးပုံနှကျွန်းမြို့နယ်ကိုပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်မရှင်ဟာပုံနှကျွန်းမြို့ကိုလက်လွတ်ခဲ့ရစဉ်ကအေတပ်တွေစစ်တွေမြို့ကိုရောက်မလာစေဖို့မင်းချောင်းတရားကိုချိုးဖျက်ခဲ့ရအခုအဲ့ဒီမင်းချောင်းတရားကိုပြန်လည်ပြင်ဆင်ထားတယ်လို့သိရပါတယ် စစ်တွေပုံနှကျွန်းဆက်သွယ်ထားတဲ့မင်းချောင်းတရားကိုပြင်ဆင်မှုတွေလှုပ်ဆောင်ပြီးတရားထိတ်နှစ်ဖက်မှာခန်းစစ်အခိုင်မှာပြင်ဆင်ကလူဝင်အားတွေချထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်တွေမြို့ရွှေမင်းငန်ရှိစစ်ကောင်မရှင်ရေးရက်နဲ့ပင်လယ်ပြင်ရှိစစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပုံနှကျွန်းနဲ့ရသေးတောင်မြို့နယ်တွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပြီး အေးတပ်ဖွဲ့တွေကလည်းစစ်ကောင်မရှင်တပ်တွေရှိရာနေရာတွေနဲ့ဓာတ်ကဆအတွင်းကိုပြန်လည်ပစ်ခတ်နေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရှိရပါတယ်